န်တကုံရဲ့မိသားစုပေါ်မှာထားတဲ့လင်းမြဖို့ရဲ့စိတ်ရင်းအမှန်ကိုအခုလိုတိုင်းသိပြည်သိချပြလာတဲ့ရင်းနှီးသူမိတ်ဆွေတူပရိသတ်များအလုံးမင်းမင်္ဂလာပါရှင့်မြန်မာစတာပေ့ချ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီရက်ပိုင်းအနုပညာလောကမှာအဆူညံဆုံးဖြစ်နေတဲ့ပန်တကုံရဲ့မိသားစုအရှုပ်တော်ပုံမှာလူတွေမသိသေးတဲ့နောက်ွယ်ကရင်းနှင်းစရာအမှန်တရားတွေကထပ်မံပေါ်ထွက်လာပါတယ်အစပထမတုန်းကတော့ပန်တကုံရဲ့မိခင်ဖြစ်သူဒေါ်ဂျူဂျူကတအားကိုအမွေပြဆွန့်လွှတ်လိုက်တယ်ဆိုတဲ့သတင်းကြားရုံနဲ့လူတွေကအံ့ဩခဲ့ကြတာပါဒါပေမဲ့အခုက မှာတော့ဒီကိစ္စရဲ့ဇင်းမြစ်ကိုသိရှိထားတဲ့မိသားစုနဲ့အရင်းနှီးသူမိတ်ဆွေတဦးကအဖြစ်မှန်တွေကိုဖွင့်ချလိုက်တဲ့အခါမှာတော့ပြည်သက်တွေအလုံးဒေါသထွက်ပြီးတော့ကြိယူနာသက်သွားကြရပါတယ်။ပြဒနာရဲ့အဓိကတရခံကတော့ပန်ဒဂွန်ရဲ့ဇနီးတဲ့တသိသမီးလေးမြဖို့နဲ့ပန်ဒဂွန်ရဲ့မိခင်ကြားကအပြိုင်မှုပါပဲ။ယင်းနှီးသူတွေရဲ့ပြောပြချက်အရလင်းမြဖို့ဟာပန်ဒဂွန်ကိုချစ်တယ်ဆိုပေမဲ့ ပိုင်းတကွန်ရဲ့မိဘဆွေမျိုးတွေအပေါ်မှာတော့ငွေကုန်နဲ့ဖိပြီးတော့ဆက်ဆံရေးမှာတန်းတူမထားပဲအကွာအဝေးတွေဖန်တီးထားတယ်လို့သိရပါတယ်။အထူးသဖြင့်ပြည်သက်တွေတတိမထားမိခဲ့တဲ့မင်္ဂလာဆောင်နေ့ကဖြစ်ရက်ကိုမိဆွေတဦးကပြန်ပြောခဲ့ရပါမင်္ဂလာပွဲကျင်းပချိန်မှာသူတို့သမီးဘက်ကဆွေမျိုးတွေတထေးတကြွယ်တွေနဲ့နာမည်ကြီးအနုပညာရှင်တွေကိုတော့ခမ်းမာတယ်မှာအကောင်စားနေရာတွေပေးဧကန်ကျွေးမွေးခဲ့ပေမဲ့သူတို့သားဖြစ်သူပိုင်းတကွန်ရဲ့မိဘအရင်းတွေနဲ့ဆွေမျိုးတွေကိုတော့ အစင်တမ်းမမီဘူးဆိုတဲ့တဘောမျိုးနဲ့ခဲမရဲ့အပြင်ဘက်လူရမဝင်တဲ့နေရာမျိုးမှာတီးတန့်ခွဲထုတ်ထားခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်ကိုယ့်ရဲ့သားမင်္ဂလာဆောင်မှာကိုရိုင်းကအပေကံဘဝရောက်ခဲ့ရတဲ့မိဘတွေရဲ့မျက်နှာငြိမ်းရမှုကဘလောက်တောင်နာကျင်စရာကောင်းလိုက်မလဲဆိုတာလူတွေကပိုင်တကုံရဲ့အမိကိုသနားနေကြတာဖြစ်ပါတယ်။ဒါတွေမကသေးပါဘူး။ပို့ပြီးတော့သနားစရာဖြစ်ရတဲ့ကူကတော့အိမ်ကိစ္စပါ။ပိုင်တကုံဟာသူ့ရဲ့ချွေးနှဲစာနဲ့ဝယ်ယူထားတဲ့အိမ်မှာမိဘတွေကိုထားရှိခဲ့ပါတယ်။ဒါပေမဲ့လင်းမြောက်ဖူးနဲ့လက်ထပ်ပြီးမကြခင်မှာ ဇနီးတဲ့ရဲ့သဘောထားနဲ့ဖိအားပေးမှုတွေကြောင့်မိဘအရင်းတွေကိုအဲ့ဒီအိမ်ပေါ်ကနေဖယ်ရှားခိုင်းခဲ့တယ်လို့အတွင်းသည့်တွေကဆိုပါတယ်ကိုသားဝယ်ပေးထားတဲ့အိမ်ပေါ်ကနေချွေးမရဲ့သဘောထားကြောင့်ဖယ်ပေးလိုက်ရတဲ့မိဘတွေရဲ့ခံစားချက်တောင်ကုန်မြန်မာလျှက်နဲ့ဇနီးတဲ့ဘက်ကရက်တည်ပြီးတော့မိုက်ဘက်ပါခဲ့တဲ့ပိုင်နဂွန်ရဲ့လှုပ်ရက်ဒါရီကမိခင်ဖြစ်သူဒေါ်ကျူကျူရဲ့တီးခန့်နိုင်စွမ်းကိုကုံဆုံးသွားစေခဲ့ရပါဘူး ဒီနေရာမှာပြောစရာရှိတာကမိဘဆိုတာသားသမီးကိုကုန်းရှိရှိနေစေခြင်းကြတာပါဒါပေမဲ့ကိုသားရဲ့အိမ်ထောင်ကြီးမှာကိုရင်ကပိုနေမြဲကြားနေမြဲလူတွေလိုဖြစ်လာတဲ့အခါမှာခံစားရတာသဘာဝပါပဲ အထူးသဖြင့်တော့မြန်မာလူ့ဖွဲ့စည်းမှတမိပိရောက်ခမဒါပိရောက်ခမဆိုတဲ့အပြိုင်မှုတွေရှိတတ်စမြဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုလိုငွေကြေးအချိန်ဟွာကြီးမလို့နဲ့တတိမိသားစုနဲ့ရင်ဆိုင်ရတဲ့အခါမှာတာမန်မိဘတွေအဖို့ကတော့အားငယ်စရာဖြစ်ရပါတယ်။ပန်ဒဂွန်နေနဲ့ကိုယ့်ရဲ့ဇနီးတဲ့ရဲ့အတိုင်းဝိုင်းနဲ့ကိုယ့်ရဲ့မိဘကြားကကွာဟာချက်တွေကိုညှိနှိုင်းပေးနိုင်စွမ်းမရှိခဲ့တာကအဓိကအားနည်းချက်ဖြစ်သွားစေပါတယ်။ဂုံဒရက်တွေဘလောက်ပဲကြီးကြီးမိဘရဲ့မျက်ရည်ကြောင်လုံးမရင်တော့ဒါကဘဝရဲ့အကြီးမားဆုံးဆုံးရှုံး မှုတစ်ခုပါ။ပိုင်းတခွန်ရဲ့ဇနီးအနေနဲ့ခရိုနီတထေးကြီးရဲ့သမီးဖြစ်တာကြောင့်ငွေကြီးအနာပြေဆုံးသူဆိုတာမှန်ပါတယ်။ဒါပေမဲ့ရောက်ခမတွေကိုမယုံမသိလောက်တာတင်မကပဲမိသားစုတပ်ပုံတွေတင်းရင်တောင်းမှရောက်ခမတွေပါတဲ့ပုံကိုရှောင်ရှားပြီးတော့ကိုဘက်ကဂုံရှိတဲ့သူတွေနဲ့ပုံကိုသာရွေးတင်လေးရှိတယ်လို့ပြောစမှတ်ပြနေကြပါတယ်။ဒီလိုအကြောင်းရင်းတွေစု ပုံလာတဲ့ခါမှာတော့မိခင်ဖြစ်သူကငါသားကငါသားမဟုတ်တော့ဘူးသူများလက်ထဲပါသွားပြီဆိုတဲ့အသည့်နဲ့အခုလိုအမွေပြဆွန်လွန်လိုက်တဲ့အဆင့် ठी ရောက်သွားတာမဆန်းပါဘူး ပိုင်းတကုံအနေနဲ့လေတတိသမတ်ဘဝကိုရဖို့အတွက်မိဘမြတ်တာတွေကိုစတိလိုက်ရတာတန်ရင်လားဆိုတာပြန်စင်းစားသင့်ပါတယ်ပရိသတ်တွေကတော့ပိုင်းတကုံကိုနှမျောနေကြသလို့ မိခင်ဖြစ်သူဒေါ်ဂျီဂျူဘက်ကနေပြီးတော့ကိုချင်းစာဝန်နေပေးနေကြပါတယ်။ကေဘရိတ်တကြီးရဲ့မိတ်ဆွေတဦးရဲ့ဖွင့်ဟာချက်အရတီးလိုက်ရတဲ့ဒီဖြည့်ရမှန်တွေပေါ်မှာဘလို့ခံစားရလဲ။ငွေရှိတဲ့ချွေမာကရောက်ခမကိုနေအိမ်ကနေဖယ်ရှားခိုင်းတဲ့အထိမောက်မာရကိုလက်ခံနိုင်ကြလား။ဈာန်ညက်နေတဲ့ဘိုင်းနဂုံကိုရောသနာရည်လား။ဓမ္မမို့အပြစ်တင်ခြင်းလား။ပရိသတ်တို့ရဲ့ရင်ထဲကစကားသံတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော်။ကြီးစုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။